လူတယောက်ဟာကလဲစားချေးလိုစိတ်ရဲ့ရမ်မိုးချင်းကိုခံရတဲ့အခါသူဟာနတ်ဆိုးတကောင်ဖြစ်သွားတတ်တယ်ဆိုတဲ့ဂျပန်စကားပုံတစ်ခုနဲ့ဇာတ်လမ်းကိုဖွင့်နှစ်လိုက်ပါတယ်။အိုကာယာမဖြစ်နေရဲ့မြောက်ပိုင်းမှာရှိတဲ့ရှင်ဂျိုလို့ဆိုတဲ့မျိုးငယ်လေးတစ်မျိုးကဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ဆာကာတာဟာကြီးစားလူသက်သမားတယောက်ဖြစ်ပါတယ်။သူဟာသူ့အကြိုက်ဆုံးအစားအစာဖြစ်တဲ့ပေါက်စီကိုငမ်းမရစားတောင်းနေပြီးသူ့ရဲ့လက်တွေကတော့သူ့ရဲ့ဖော်မွန်လက်နက်ဖြစ်တဲ့ဓာတ်ကိုထက်မြအောင်တွေးနေပါတယ်။ ကိစ္စတွေပြီးသွားတဲ့အခါသူဟာအုံးမင်းလှိုင်ကောင်းတစ်ခုထဲမှာဖွက်ထားတဲ့တိရဝက်ခန်းလေးကနေကားမောင်းထွက်လာခဲ့ပြီးသူ့ပုံစံကတစုံတယောက်နဲ့ဇယင်းရှင်းဖို့အစီအစဉ်ဆွဲထားတဲ့ပုံပါပဲနောက်တစ်ခါမှာတော့ယာကူဇာဂိုင်းဝဲတယောက်ဖြစ်တဲ့ခါနဲခိုးကိုပြသထားပါတယ်သူဟာစိတ်ကအတင်းဖွဲနဲ့ညိနှိုင်းဆွေးနွေးဖို့တာဝန်ပေးခံထားရသူပါသူတို့ကဂိုင်းကောင်းဆောင်စီပြန်လာပြီးစိတ်ကံအတင်းဖွဲဟာသူတို့ဂိုင်းရဲ့အာနာနဲ့အုတ်ချုပ်မှုအောက်ကနေထွက်သွားပြီလို့သတင်းပို့ပါတယ် ဒါအပြင်အဲ့ဒီလူတွေကသူတို့နဲ့လာရှုပ်ရင်ပြင်းပြင်းထထန်ပြန်တိုက်ခိုက်မယ်ဆိုပြီးချိန်ချောက်ထားကြောင်းထပ်ပြောပါတယ်။ယာကူဇာခေါင်းဆောင်ဟာဒီစကားကိုကြားတဲ့အခါအယံကိုဒေါသထွက်သွားပါတယ်။သူရဲ့ဒေါသကြောင့်အပြစ်ပေးခံရမှကိုကြောက်နေတဲ့ခါနဲခိုကဒီစကားတွေကအသင်းဖွဲ့ကပြောခိုင်းလိုက်တာပါလို့အငြင်းလွှဲချလိုက်ပါတယ်။သူတို့ဟာခိုင်းရဲ့စိတ်ငစ်စရာကိစ္စတွေကိုအစီရင်ခံနေကြတုံးမှပဲ။ရက်ဆက်ကြမ်းကျုပ်တဲ့လူသက်သမားတယောက်ဖြစ်တဲ့ဇလိုက်ကျော်ကြီးဟာယာကူဇာရဲ့နယ်မြေကိုရောက်လာခဲ့တာကိုတော့သူတို့မသိလိုက်ပါဘူး။ သူရောက်လာတာနဲ့အပြင်မှာကင်းဆောင်နေတဲ့ယာကူဇာတွေကိုစားတင်တိုက်ခိုက်ပါတော့တယ်။ယာကူဇာတွေဘယ်နှစ်ယောက်ပဲသူ့ကိုဝင်တိုက်တိုက်သူ့ရဲ့တိုက်ခတ်ရေးစွမ်းရည်ကိုမရှင်းနိုင်ပဲအပြတ်သက်ရှုံးလင့်သွားကြပါတယ်။တစ်ချိန်တည်းမှာပဲယာကူဇာခိုင်းထောင်းဆောင်ကလည်းစိတ်မကြေမနက်ဖြစ်ပြီးခါနဲခုဖို့ဒေါသတကြီးနဲ့လှီးဖြက်လိုက်ပါတော့တယ်။ဒါပေမဲ့ရုတ်တရက်ပရင်းပေါက်ကနေသူ့လူတယောက်ရဲ့အလောင်းပြုတ်ကျလာတာကိုတွေးလိုက်ရတဲ့အခါသူအံ့အားတင့်သွားပြီးရက်တန့်သွားခဲ့ပါတယ်။ခိုင်းကောင်းဆောင်ရဲ့ညာနဲ့ယုံကအခြေအနေမကောင်းမှန်းသိသွားပြီး ကျူးကျော်သူတယောက်ရောင်းနေပြီဆိုတာကိုယိမ်းမိတာနဲ့သူ့ရဲ့ခေါင်းဆောင်ကိုအသက်ကာဝယ်ပြီးထွက်ပြေးဖို့ခေါ်သွားပါတယ်။ဒါပေမဲ့သူတို့တိတ်ဝေးဝေးမပြေးနိုင်ခဲ့ပါဘူး။ဆာဂါတာရဲ့လက်ချက်နဲ့လွင်စင်လာတဲ့တပည့်တယောက်ရဲ့အလောင်းကတကားကိုပိတ်ထားလို့တွန်းလို့မရဖြစ်နေတာပါပဲ။ဒါကြောင့်ညာလက်ယုံကသူ့ခေါင်းဆောင်ကိုဒုတိယထပ်ကိုခေါ်ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်။ထွက်ပြေးနေတဲ့ဆာဂါတာကယာကူဇာတွေကိုတယောက်ပြီးတယောက်ရှင်းလင်းနေတာကိုတွေ့လိုက်ရပြီးကျူးကျော်သူတွေဟာတာမန်လူမဟုတ်မှန်သိလိုက်ရပါတယ်။ ညာလက်ယုံကခေါင်းဆောင်ကိုကားပေါ်တင်ပြီးထွက်ပြေးဖို့ကြိုးစားပေးမယ်။ကားမောင်းသမားလည်းအသက်ခံလိုက်ရပြီးမြေဩဇာဖြစ်သွားပြီဆိုတာတွေ့လိုက်ရတယ်။ဒါနဲ့ညာလက်ယုံကတခြားတစ်ပည့်တယောက်ကိုခေါင်းဆောင်ကိုအပေါ်ထက်ကအိတ်ခံထဲမှာပုံခိုင်းလိုက်ပြီးသူကိုယ်တိုင်ကတော့စာခါတကိုသွားရင်ဆိုင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ပချိန်ထဲမှာပဲစာခါတကသူ့ရဲ့ကျွမ်းကျင်မှုနဲ့လက်နက်ကိုတုံးပြီးရာကူစာအများပြားကိုငရေကြီးပို့လိုက်ပါတယ်။ယုတ်တည်းရဲ့ညာလက်ယုံကသူ့ကိုမထင်မှတ်ပဲဝင်တိုက်လိုက်လို့စာခါတလဲကျသွားပါတယ်။ အဲ့ဒီချိန်မှာခါနေကိုကတော့အသက်ရှင်နေသေးပြီးလေကားပြီးမှဒေတစိတ်ပုံနေခဲ့ပါတယ်။စာဂါတာပြန်ထားနိုင်ကြနဲ့သူ့ရဲ့ဂျေးစားရည်ချင်းကိုအသုံးပြုပြီးညာလက်ယုံကိုတိုက်ခိုက်ရမှာသူ့ရဲ့ဘယ်ဘက်လက်ကိုဖျက်ပစ်နိုင်ခဲ့ပါတယ်။ညာလက်ယုံလည်းဂံရကြောင့်ဆက်မတိုက်နိုင်တော့ပဲအပေါ်ထက်ကခေါင်းဆောင်စီကိုထွက်ပြေးသွားခဲ့ပါတယ်။အခန်းထဲမှာပုံနေတဲ့ခေါင်းဆောင်လည်းစာဂါတာနဲ့ရင်ဆိုင်တွေ့ရခါတနက်ထုတ်ဝီပြစ်ပါတယ်။ဒါပေမဲ့စာဂါတာကတကယ်လုတော့မဲ့ခါမှာတော့ယာကူဇာခေါင်းဆောင်ကအသက်ကိုချမ်းသာပေးဖို့တောင်းပန်မှာတော့ရင် ဆာကတာကတော့ဘယူးမဆိုင်ပဲသူလက်နဲ့နဲ့ရာဘူးစားခေါင်းဆောင်ကိုချက်ချင်းတတ်ပြစ်လိုက်ပါလေအဲ့ဒီချိန်မှာပဲအသက်ရှင်ကြံခဲ့တဲ့တပည့်တယောက်ကသူ့ကိုဝင်တိုက်ဖို့ကြိုးစားပြီးတနက်ထုတ်ပြစ်ပေမဲ့ကံကောင်းစွာနဲ့ဆာကတာရဲ့တငယ်ချင်းဖူဂျီတာကအချိန်မီရောက်လာပြီးအဲ့ဒီတပည့်ကိုတနက်နဲ့ပြစ်ကသူ့အသက်ကိုကယ်တင်နိုင်ခဲ့ပါလေရာဘူးစားတွေကိုရှင်းလင်းပြီးတဲ့နောက်သူတို့နှစ်ယောက်ကားစီကိုပြန်လာပြီးအိမ်ပြန်ဖို့လမ်းခွဲကြပါလေဖူဂျီတာကဆာကတာဟာလူသက်သမားဘဝကနေအနာယူတော့မှကိုနှမျောနေပေမဲ့ သူမိသားစုကိုအချိန်ပေးခြင်းလို့ဆိုတဲ့ဆုံးဖြတ်ချက်ကိုအလေးထားခဲ့ပါတယ်။သူတို့နှစ်ယောက်လက်ဆွဲနှုတ်ဆက်ပြီးဘာစကားတစ်ခေါက်မှမပြောဘဲထွက်ခွာသွားပါတယ်။အဲဒီနောက်မှာဆာဂတာအိမ်ပြန်ရောက်တဲ့အခါသူ့သမီးရီယိုနဲ့ဇနီးဖြစ်သူအာဝွန်အီရိုကရုံးရွှင်တဲ့မျက်နှာတွေနဲ့ထွက်ကျုံနေတာတွေ့လိုက်ရပါတယ်။သူကဇနီးကိုပျော်ရွှင်စွာပွေဖက်ထားလိုက်ပြီးဒီလိုချိန်လေးတွေကိုကြားရှည်စွာထိမ့်သိမ်းထားဖို့ဆုံးဖြတ်ထားပါတယ်။ဇနီးဖြစ်သူကသူ့မုံမိလာတာကိုသိလို့ရေသွားချိုးခိုင်းတော့သူလည်းဇနီးရဲ့စကားကိုချက်ချင်းနားထောင်ပါတယ်။ ဟီမချိုကမှာဆာကတာကသူ့ရဲ့ဇနီးကိုမနှက်ဖြက်မှာအလုပ်ပြစ်သွားရှာမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့သူမကအယံပျော်ပြီးပြုံးနေခဲ့ပါတယ်။နောက်ပိုင်းသာဆာကတာရေချိုးပြီးသွားတဲ့ချိန်အဲ့ဒီညဟာသူ့ဘဝကိုထာဝရပြောင်းလဲပြစ်မဲ့ညတညဖြစ်လာခဲ့ပါတယ်။သူအဝိစာလဲပြီးတဲ့အခါသမီးရဲ့အော်ဒန်ကိုကြားလိုက်ရပါတယ်။အချင်းနေမကောင်းမှန်းသိတာနဲ့စိုးရဲ့နေကြီးနဲ့အောက်ထက်ကိုဆင်းကြည့်လိုက်တော့အောက်ထက်ကိုရောက်တဲ့အခါမှာမျက်နှာဖုံးစွတ်ထားတဲ့လူစုံ၅ယောက်ကိုတွေးလိုက်ရပါတယ်။ သူတို့ကခီမန်ဂူမီလို့ခေါ်တဲ့ UFO ဖွဲ့စည်းကဖြစ်ပါတယ်။သူတို့ကသူ့ရဲ့ဇနီး ROA နဲ့တမီးကိုတစ်စက္ကန့်ဖြစ်ဖမ်းထားကြပြီးအားလုံးဟာမတူညီတဲ့နတ်ဆိုးမျက်နှာဖုံးတွေကိုဝစ်ဆင်ထားကြပါတယ်။ဂျိုတချောင်းမျက်နှာဖုံးစုကငါတို့ရဲ့ဆူးညောက်ခလုတ်ဖြစ်တဲ့ယာကူဇာဂိုင်းကိုရှင်းလင်းပေးတဲ့အတွက်ကျေးဇူးတင်တယ်။အခုကစပြီးဒီမျိုးရဲ့စီးပွားရေးအားလုံးကိုငါတို့ပဲချုပ်ကင်တော့မယ်လို့ပြောပါတယ်။ ROA ရဲ့မျက်နှာမှာတော့စိုးရိမ်မှုတွေပြည့်နေပါတယ်။ ဆာဂါဒါသာတို့လိုက်တဲ့အချိန်မှာသမီးကိုကယ်ဖို့အတွက်ရေခွေးနဲ့နှဖုံးစုပ်ကိုဝင်ကြိုက်ခဲ့ပေမယ့်အလုံးမဖြစ်ခဲ့ပါဘူး။ဝင်နေတဲ့ဖုံးစုပ်ကတနက်နဲ့ချင်းချောက်ပစ်လိုက်ပြီးမင်းမငယ်ရင်မင်းမိမကိုတတ်ပစ်မယ်လို့ပြောလိုက်တဲ့အခါသူရက်တန်လိုက်ရပါတယ်။ဒါကြောင့်သူပဲပြန်ရိုက်ခံလိုက်ရပါတော့တယ်။ကြိုတချောင်းညနေဖုံးစုပ်ကဖြည်းဖြည်းလုံးကြအစီစဉ်မပြတ်စေနဲ့လို့ပြောပေမယ့်လူအိုညနေဖုံးစုပ်ကရတယ်ငါရှင်းနိုင်တယ်လို့ပြန်ပြောပါတယ်။အဝေးကသမီးတက်စိုးရင်ပြီးဂရီယိုကိုပွေဖတ်တာကသူတို့ကိုလွတ်ပေးဖို့တောင်းပန်ပါတယ် ဒါပေမဲ့မြေကွေးညံတဘိုးစုတ်ကသူမရဲ့တောင်းပန်စကားကိုဘယူးမဆိုင်ပဲတနက်ထုတ်ပြီးချက်ချင်းပြစ်ချလိုက်ပါရဲ့ချေရတို့သူမျက်စိရှိမှဒေဆုံးသွားတာကိုမြင်ပြီးတုံလုံးဝန်းနေသွားပါရဲ့ဝိညာဉ်တဘိုးစုတ်ကသမီးရီယိုကိုထပ်ဖြစ်တော့မဲ့ချိန်မှာသူကကြမ်းတဲ့ပုံမှာဖိနှိပ်ခံထားရပြီးငါသမီးကဘာမှမဆိုင်ဘူးလို့တောင်းပန်နေပါရဲ့ဒါပေမဲ့အရာမထင်ခဲ့ပါဘူးသူကရီယိုကိုဖတ်ပြီးဖို့အော်ပြောလိုက်ပြီးဝိညာဉ်တဘိုးစုတ်ကိုဝန်တားဖို့စူးစမ်းပါရဲ့ဒါပေမဲ့နောက်ထပ်နတ်ဆိုးညံတဘိုးစုတ်ကတနက်ထုတ်ပြီးဖြစ်လိုက်တဲ့အခါ အပြစ်မဲ့တဲ့ကောင်မလေးတနက်ထိမှန်သွားပါတော့လေစာကတာဟာချစ်သူရောသမီးလေးပါဆုံးရှုံးသွားတဲ့အတွက်အနော်အမင်းတောင်းနှုတ်ဝန်းနေသွားရပါတယ်ဂါရက်ကောင်းဆောင်ကစာကတာဘူပါတက်ပြဖို့အမိန့်ပေးပါတယ်မတက်ခင်မှာသူတို့ကရှင်ဂျိုမျိုးမှာနှစ်90တိုင်လူတွေကိုတက်ပြဖို့လူတယောက်ကိုဝယ်ပူးတဲ့နတ်ဆိုးတကောင်ရှိတယ်လို့ဒန်ဒါကြီးရှိတယ်ဒါကြောင့်ဒီမျိုးကိုအဲ့ဒီနတ်ဆိုးလက်ကနေကာဝယ်ဖို့ကငါတို့တာဝန်ပဲလို့ပြောပါတယ်စာကတာမသိခင်မှာသူတို့ကိုမချေနှက်မှုအာခါတတွေနဲ့ကြည့်ပြီး တနေ့ကျရင်မင်းတို့အားလုံးကိုပွေကြွေးလာပြန်ဆက်မယ်လို့ကြိမ်ဝါလိုက်ပါတယ်။နတ်ဆိုးမြတ်ဘုဆော့ခေါင်းဆောင်ကတော့ဒီစကားကိုကြားတော့ကြီးမောလိုက်ပြီးဝိညာဉ်ဘုဆော့ကိုစာကာတရဲ့ခေါင်းကိုတနက်နေ့ပြစ်ချခိုင်းလိုက်ပါတော့တယ်။ဒါရင်မကပဲစာကာတကသူ့မိသားစုကိုတတ်ပြီးကိုယ့်ဘုကိုတတ်သိသွားတယ်ဆိုတဲ့ဇလန်းမျိုးနဲ့ဖန်တီးလိုက်ပါတယ်။နောက်တနေ့တည်းဌာနတွေကစာကာတဟာဘာကြောင့်မမသိတဲ့အကြောင်းပြချက်နဲ့သူ့ဇနီးနဲ့သမီးကိုတတ်ပြီးကိုယ့်ဘုကိုအဆုံးစီရင်သွားတယ်ဆိုတဲ့တည်င်းကိုထုတ်ပြန်ကြေညာနေခဲ့ပါတယ်။ အချိန်က7နှစ်ကြာပြီးခဲ့နောက်ကို ရောက်သွားပါတယ်။ဆေးရုံတစ်ခုမှဆာကတာဟန်အန်အောစရာကောင်းလောင်းအောင်အသက်ရှင်ကျန်နေခဲ့ပါတယ်။သူ့ကိုဘိန်းတက်ကလထိုင်ပေါ်မှာဖူဂျီတာကတွန်းလာပါတယ်။သူဟာပုံမှန်အချိန်မှာရှိနေပြီးဘာကိုမှ မသိရှိနိုင်တော့ပါဘူး။ဒီနေ့ကသူကျင်းထောင်ကနေလွတ်မြောက်တဲ့နေ့ဖြစ်ပါတယ်။ရဲတွေကတော့သူထောင်ထဲမှာနေနေထောင်ပြင်မှာနေနေဘဝကဆုံးနေပြီလို့သဘောထားကြပါတယ်။ဖူဂျီတာကသူ့ကိုအကျင်းထောင်ဆေးရုံကနေတရားဝင်စောင့်ရှောက်ဖို့လာခေါ်တာပါ။ ကားပေါ်ရောက်တဲ့အခါမှာပူဂျီတာကဆာကာတာရဲ့ဝမ်းနေတဲ့မျက်ဝင်းလေးကိုကြည့်ပြီးတနာနေမိပါတယ်။အဲဒီချိန်မှာပဲသတင်းတောက်တွေကမျိုးတော်ဝင်ဆူနိုဟာရာကိုအင်တာဗျူးနေကြပါတယ်။သူဟာရှင်ဂျိုမျိုးရဲ့စီးပွားရေးကိုပြန်လည်တိုးတက်အောင်လှုပ်ဆောင်ခဲ့သူပါ။လွန်ခဲ့တဲ့ဆယ်နှစ်ကရှင်ဂျိုမျိုးဟာငွေကြေးပြဿနာကြောင့်စီးပွားရေးကျဆင်းသွားခဲ့ပြီးလူတွေကလည်းမျိုးကိုစွန့်ခွာပြီးပြောင်းရွှေ့သွားကြတဲ့မျိုးငယ်လေးတစ်ခုဖြစ်ခဲ့ပူပါတယ်။ မြို့တော်ဝင်ဆူနိုဟာရာကမြို့ကြီးကြီးပွားလာတာဟာသူ့ဘာသူဖြစ်လာတာမဟုတ်ပဲရဲရင်တဲ့ပြည်သူတွေရဲ့စ조사မှုကြောင့်ဖြစ်လာတာလို့ပြောပါတယ်။တရင်တော်တွေကတော့မြို့တော်ဝင်ကြောက်တာဖြစ်တယ်လို့မြင်ကြပါတယ်။ဆူနိုဟာရာကချီကျူးခံရတော့ပြုံးရွှင်နေပြီးနောက်ထပ်6လမှဖွင့်လှစ်မဲ့ resort အသစ်အကြောင်းကိုတင်ပြပါတယ်။အဲဒီမှာဆိုင်ခန်းတွေရုပ်ရှင်ရုံတွေဟိုတယ်တွေနဲ့တခြားအရာတွေအများကြီးပါဝင်မှာဖြစ်ပြီးအလောက်ကင်အခွင့်အလမ်းတွေများစွာဖန်တီးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။မြို့တော်ဝင်ကို interview ပြီးတဲ့အခါ တရင်တောင်တယောက်ကလုံခဲတဲ့နှစ်တွေအတွင်းမြို့ထဲမှာပျောက်ဆုံးသူ25ရာခိုင်နှုန်းတိုးလာတာ resource အားလုံးရေးဖို့စမ်းကျင်တဲ့အဖွဲ့ကောင်းဆောင်တွေပျောက်ဆုံးသွားတာအိမ်ကြီးမဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲဆိုပြီးမေးလိုက်ပါတယ်မြို့တော်ဟိုဆူနိုဟာရာကအဲ့နာတွေကအမှန်တရားတွေဟုတ်ရဲ့လားရဲတွေကတော့ဒီပြဿနာကိုမသိကြပါဘူးလို့ပြန်မေးပါတယ်တရင်တောင်တွေကယုံကြည်ရတဲ့တရင်အရင်းကြီးကနေရတာလို့ပြောတဲ့အခါ မြို့တော်ဝင်ကစကားကိုဖြတ်ပြီးအဖေကိုရှောင်လွဲကတတဲ့အမားတွေကိုဆက်ဖြတ်နေရင်မြို့နာမည်ပြအောင်လုပ်ပြမှုနဲ့အသေးဖြတ်မှုနဲ့တရားစွဲခံရနိုင်တယ်လို့ပြန်ထိန်ချလိုက်ပါတယ်။နောက်ပိုင်းမှာပူဂျီတာကဆာကာတောက်ကိုတိုက်ခန်းတစ်ခုမှထားပါတယ်။သူကအလုပ်များတာကြောင့်စောင်းရှောက်ဖို့အတွက်သူနာပြုပြောင်း၅ရန်ထားရပါတယ်။ဒါပေမဲ့ဆာကာတောက်ရဲ့ခြေနေကတော့ဘဝမှာမျောလင်းချက်မရှိတော့တဲ့ပုံပါပဲ။သူမျက်လုံးတွေကအသက်မဲ့ပြီးလစ်ဟာနေပါတယ်။ဒီနေ့မှာသူနာပြုကဆာကာတောက်ကိုလမ်းလျှောက်ရာကနေပြန်ခေါ်လာနေတော့ ရုတ်တရက်လူနာတယောက်ကဝင်ရောက်တိုက်ခိုက်ပါတယ်။အဲဒီလူကတော့အသက်ရှင်ကြံခဲ့တဲ့ခိုနိုဂူမီဒိုင်းရဲ့ညာလက်ယုံပဲဖြစ်ပါတယ်။သာဂါဒါကဒါနဲ့တစ်ချက်ထိုးခံလိုက်ရပြီမဲ့ဘာမှမခံစားရပါဘူး။လူနာဒီကတားဖို့စူးစမ်းလိုက်ပြီးသူဘာမှမသိတော့ဘူးလို့ပြောပေမဲ့ညာလက်ယုံကဂရုမစိုက်ပါဘူး။လူနာဒီဖြစ်သူလဲကြောက်လန့်ပြီးထွက်ပြေးသွားပါတယ်။ညာလည်းယုံကဆာကာတာကိုမကြည့်နဲ့ပြီမဲ့အခုလိုအခြေအနေဖြစ်နေတဲ့သူကိုထိုးရတာအိဗယ်မရှိဘူးလို့တွေးပြီးစိတ်ပြက်စွာနဲ့ထွက်သွားပါတယ် နောက်တစ်ခါမှာတော့သတင်းတော်တယောက်ကသူ့ရဲ့သတင်းပေးနဲ့ view ဝတ်တွေးဆုံနေပါတယ်။အဲ့ဒီသတင်းပေးကတော့လွန်ခဲ့တဲ့၁၂နှစ်ကတပ်ဖြတ်မှုကနေအသက်ရှင်ကျန်ခဲ့တဲ့ခါနဲကိုပဲဖြစ်ပါတယ်။ခါနဲကိုကဆိုနိုဂူမီဂိုင်းပျက်စီးသွားတာဟာခီမန်ဂူမီကလူသက်သမားငါးပြီးရှင်းလင်းခိုင်းခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်တုန်းကသူတို့ကစိတ်ကမ်းတဲ့ resort ကိုပိုင်ဆိုင်သွားတယ်လို့ရှင်းပြခဲ့ပါတယ်။ငါးရန်ခံရတဲ့လူသက်သမားကတော့ကျွန်တော်တို့ရဲ့ဇာလိုက်ကြော်ကြီးဆာဂါတပဲဖြစ်ပါတယ်။ တရင်တော့ဒါကိုကြားတော့မြို့တော်ဝင်ဆူနိုရာကဒီကိစ္စနဲ့ပတ်သက်နေမယ်ဆိုတာကိုခံမှန်းမိသွားပါတယ်။ခါနေကိုဆက်ပြောတာကတော့လုံခဲတဲ့10နှစ်ကျော်တွင်ရှင်ဂျူမြို့တိုးတက်လာတာဟာတရားမဝင်စီးပွားရေးတွေကနေရတဲ့ငွေကြောင်းဖြစ်တယ်ဆိုတာပါပဲ။သူတို့စကားမဆုံးခင်မှာမွေးညံပုံစော့ပေါ်လာပါတယ်။တရင်တော့ကအခြေအနေမကောင်းမှန်းသိပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့မလွတ်မြောက်နိုင်ခဲ့ပါဘူး။ခါနေကိုကလည်းလူ့အုံမြန်ပုံစော့ကပိတ်ထားပြီးသူတို့မရအောင်တတ်ခံလိုက်ရပါတယ်။အဲ့ဒီမြန်ပုံစော့မြောက်ကခါနေကိုကိုတတ်ပြီးဇက်လံဖန်တီးနေကြတော့မှ သူတို့စီကိုစာရဆောင်ရောက်လာပြီးအရန်ကိုတုံ့နှုတ်သွားကြပါတယ်။ဖူဂျီတာကတော့အတိတ်ကအဖြစ်ပြက်တွေကိုပြန်စင်းစားနေပါတယ်။ထက်လူကြီးတွေကဆာကာတာကိုမတက်ဘူးလို့ဂရီပေးခဲ့ပေမဲ့စကားမတည်ပဲဆာကာတာရဲ့မိသားစုကိုတတ်ပြစ်ခဲ့တာကိုပြန်တွေးနေပါတယ်။အဲဒီချိန်မှာပဲသူနာပြူကဖုန်းဆက်လာပြီးဆာကာတာဆေးရုံရောက်နေကြောင်းသိလိုက်ရလို့သူချက်ချင်းဆေးရုံလိုက်သွားပါတယ်။ဆေးရုံမှာတော့ဒီမှုကိုတာဝန်ယူထားတဲ့စုံစမ်းရေးမှုကဆာကာတာကိုလူနာလာကြည့်ပါတယ်။သူကအခန်းရှိမှာစောင်းနေတဲ့ရဲဘော်ထွက်သွားခိုင်းပြီးအခန်းထဲကိုဝင်သွားပါတယ်။ အဲ့ဒီမှာပဲစုံစမ်းရေးမှုဟာတကယ်တော့ခီမန်ဂူမီဂိုင်းဝဲလူဦးမြင့်ရုံးစောဖြစ်နေကြောင်းပေါ်ထုတ်လိုက်ပါတယ်သူတို့ခေါင်းဆောင်ကဘာလို့ဆာကာတာကိုအသက်ချမ်းသာပေးထားမဲနားမလဲပေမဲ့ဒီနေ့တော့အတန်တိတ်သက်ပြည့်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူကအစိုက်တွေကိုဆေးပလင်းနဲ့ထိုးထည့်လိုက်ပြီးဆာကာတာရဲ့မျက်လုံးတွေကရန်သူရဲ့မျက်နှာဖုံးကိုမြင်လိုက်ရတဲ့အခါသူ့မိသားစုကိုလှုပ်ခဲတာတွေကိုပြန်တတိရလာပြီးတတိပြန်လဲလာပါတယ်သူကလူဦးမြင့်ရုံးစောမသိခင်မှာထားထိုင်လာခဲ့ပြီး ဆယ်ဖီရိုက်ဖို့ကြိုးစားနေတဲ့ချိန်မှာပဲဆာဗာတာကသူ့အင်ဂျီကိုဆွဲပြီးဂျန်ဒီမော်ပြစ်ချလိုက်ပါတယ်။ဒါပေမဲ့သူ့မှာအားသိမရှိသေးတာကြောင့်လူပုံမျက်နှာစိုးရဲ့ကန်ချက်ကြောင့်ပြန်လဲကျပါပါတယ်။စုံစမ်းရေးမှုလည်းဘာဖြစ်သွားမှန်းမသိပဲကြောင်နေတုံးမှာပဲအခန်းကျင်ကရဲညောက်ကအတန်ချားလို့ဝင်လာကြည့်ကြပါတယ်။သူလည်းအမှန်တရားပေါ်သွားမှဆိုလို့မျက်နှာကိုအမြန်ချွတ်ပြီးအပြုံးနဲ့ဖုံးကွယ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့မတော်တဆဆာဂါတာရဲ့နာမည်ကိုပြောလိုက်မိလို့ရဲတယောက်ကတန်တရားဝင်သွားပါတယ်။ ဒါကြောင့်စုံစမ်းရေးမှုကကြံတဲ့ရဲတယောက်နဲ့ပူးပေါင်းပြီးအဲ့ဒီရဲကိုရှင်းပစ်လိုက်ပါတယ်။သူတို့ရဲကိုရှင်းပြီးတဲ့ချိန်မှာပဲဆရာဝန်တယောက်ကဒီငင်ဝေးကိုမြင်သွားပါတယ်။စာကတန်းကလည်းပြန်ထလာပြီးလူအုံမြင်တဲ့ပုံစံစုံစမ်းရေးမှုကိုနောက်တစ်ခေါက်တိုက်ခိုက်ပြန်ပါတယ်။သူ့ကိုကရင် အောင်ဆွဲခေါ်သွားပြီးပူးပေါင်းကြံစီတဲ့ရဲကဝင်ရောက်ကူညီဖို့ကြိုးစားတဲ့အခါမှာစာကတရဲ့တောအားရှင်ကြောင့်ဗရင်နဲ့ဆောင်းမိပြီးဗရင်ဘောင်းကနေပြုတ်ကျသွားပါတယ်။အဲဒီနောက်စာကတကထွက်ပြေးဖို့ကြိုးစားနေတဲ့စုံစမ်းရေးမှုကိုလိုက်လံရှင်းလင်းပါတယ်။ ုက္ခနာကအာနဲနေပေမဲ့ကလေးစားချီလိုစိတ်ကပိုပြီးပြင်းထန်နေလို့နောက်ဆုံးမှပထမဆုံးမြင်တဲ့ဖုံးစုပ်ကိုငရေကြီးပိုးနိုင်ခဲ့ပါတယ်။အချိန်တန်ကြာလာတော့ဖူဂျီတာကဆေးရုံကိုရောက်လာပြီးဆာဂါတရိုင်နေနေနဲ့လမ်းရှောင်းနေတာကိုတွေ့ပြီးတုန်နှုတ်သွားပါတယ်။သူအကြိုက်ဆုံးပေါင်းစီကိုတွေ့တော့ဆာလောင်စွာနဲ့ကောက်စားလိုက်ပါတယ်။နောက်ပိုင်းမှာဂျူတချောင်းမြင်တဲ့ဖုံးစုပ်ကလူကိုမြန်တဲ့ဖုံးစုပ်အသက်ခံရတာကိုသိသွားပြီးငယ်ခွေးမြန်တဲ့ဖုံးစုပ်ဖုံးဆက်အကြောင်းကြားပါတယ်။သူတို့က7နှစ်ကြာကိုမာဖြစ်နေတဲ့သူက ဘယ်လိုလုပ်ယုတ်တရက်ထားလာနိုင်တာလဲဆိုပြီးအံ့ဩနေကြပါလေဆာဂတာတာဖူဂျီတာနဲ့အတူရှိနေမှန်သိသွားတဲ့အခါဆာဂတာကိုတက်ပြီးအလောင်းကိုစက်ရုံကိုယူလာခဲလို့စာပို့လိုက်ပါတယ်မွေးညံတဲ့ဖုံးကတော့ဓာကိုတိတ်မယုံမဲရီမောနေပြီးနတ်ဆိုးကိုရှင်းလင်းရမယ့်အချိန်ရောက်ပြီလို့ပြောကဓာကိုသွားယူပါတယ်နောက်ပိုင်းမှာဒူနာပြူကဖူဂျီတာနဲ့အတူဆာဂတာရဲ့အလောင်းကိုစက်ရုံကိုကားမောင်းလာပို့ပါတယ်တပည့်တွေကစစ်ဆေးပြီးတဲ့အခါမှာဂျိုတချောင်းညံတဲ့ဖုံးကအလောင်းကိုတေးချစစ်ဆေးပြတ်ပါတယ် အလောင်းစစ်စေးပြီးတဲ့အခါမှာပူဂျီတာကဒူနာပြူကိုကားညံမောင်းထွက်သွားခိုင်းလိုက်ပါတယ်။သူကဆာဂါတာကိုအဲ့ဒီလူလူနဲ့ရှင်းလင်းခွင့်ပေးလိုက်ပုံပါပဲ။ဆာဂါတာကိုပစ္စည်းခွဲတဲ့စပ်ပေါ်ကနေပြစ်ချလိုက်တဲ့အခါသူကအခွင့်ကောင်းရလာတဲ့အဲ့ထဲကနေထွက်လာပြီးသူတို့ရဲ့တပည့်တွေကိုတယောက်ချင်းစီရှင်းလင်းပါတော့တယ်။ဂျိုတချောင်းမြန်တဲ့ဘုံစုပ်ကဆာဂါတာအသက်ရှင်နေသေးတာကိုတွေ့တော့ပူဂျီတာကသူ့ကိုတစ္ဆာပေါင်းမှန်းတိသွားပြီးဒေါသတကြီးနဲ့တကားဝါကတပည့်တွေကိုပူဂျီတာနဲ့ဒူနာပြူကိုတတ်ပြစ်ဖို့အမိန်ပေးလိုက်ပါတယ်။ ဆာကာတာကတော့အားပြန်ပြေးလာပြီးထိန်းချုပ်ခန်းထဲကိုတဲတဲဝင်သွားပါလေသူ့ဘုရန်သူရဲ့အများကြီးဝိုင်းထားပေမဲ့ဒူဘာယူသွတ်စွာတိုက်ခိုက်ပြီးသူတို့ကိုအနိုင်ယူနိုင်ခဲ့ပါတယ်ဖူဂျီတာကတော့တနက်နဲ့အပြစ်ခံရပြီးမှအသက်ရှင်ကျန်ခဲ့ပါတယ်သူကားတွေကနေဒဏ်ရာနဲ့ထွက်လာတဲ့ချိန်မှာပဲဆာကာတာကတပည့်တွေအားလုံးကိုရှင်းလင်းပြီးဂျိုတချောင်းမြန်နှဖုံးနဲ့ရင်ဆိုင်တွေ့ပါတော့တယ်သူတို့တယောက်မျိုးလုံးချင်းဆုံတဲ့အခါမှာမြန်နှဖုံးစုတ်ကကျေနက်စွာကြီးမောပြီးစက်ရုံကိုဖောက်ခွဲပြစ်ဖို့ခလုတ်ကိုနှိပ်လိုက်ပါတယ် စာကတောက်ကိုတက်ပြီးသူကိုယ်တိုင်ကတော့လုံမြောက်မယ်လို့ထင်ထားတာပါကြိုတချောင်းတဲ့နှဖုံးကသူ့လုံရက်ကိုကြည့်ပြီးဒီကောင်သေးကြပေါက်တေးပြီးလို့ထင်နေတုံးပါပဲသူ့ရဲ့ခေါင်းဆောင်ကဖုန်းဆက်လာပါတယ်ခေါင်းဆောင်ကစာကတောက်ကိုရှင်းလင်းဖို့အတွက်စက်ရုံကိုပါစတိခဲတဲ့အတွက်ဂျေဇုတင်စကားပြောပါတယ်ဒါပေမဲ့နှဖုံးစုပ်ကရပါတယ်တခင်အတွက်အလုပ်လုပ်ပြရတာဝမ်းသာပါတယ်လို့ပြောပြီးဖုန်းချလိုက်ပါတယ်ဘာလို့လဲဆိုတော့စာကတောက်ကအသက်ရှင်နေသေးလို့ပါသူစာကတောက်ကိုမပြစ်ခင်ပါပဲဖူဂျီတာကကားနဲ့အချိန်ပြည့်ပြည့်ဝင်တိုက်လိုက်ပါတယ် ိုကြီးတားလဲတန်ရာပြင်းထန်ရသွားပြီးနောက်တော့ကားပေါ်ကဆေးလာလာဒီကနေ့ချိန်လေးမှာအာလုံးတော့တောင်းပန်ပါတယ်ငါကမင်းရဲ့မိသားစုလိပ်စာကိုသူတို့ကပြောပြခဲ့မိတာလို့ဝန်ခံခဲ့ပါတော့လေဒါကိုကြာတော့ဆာကတားလဲတစ္ဆာဖောက်ခံရတယ်လို့ခံစားလိုက်ရပြီးဂျိုတချောင်းညာတဲ့ဘုဆိုးရဲ့တနက်ကိုယူကတစ္ဆာဖောက်တငယ်ချင်းတို့ရဲ့ဒီမှာအပြစ်ပေးခံရအောင်ပြစ်ချလိုက်ပါတော့လေဒါပေမဲ့ဂျိုတချောင်းညာတဲ့ဘုဆိုးကမတည်သေးပါဘူးဆာကတားကသူ့ကိုဖမ်းပြီးကြံတဲ့သူတွေဘယ်မှာလဲဆိုတာကိုညင်မဲနှိပ်စက်ပြီးမေးပါတယ် မြန်ဘုံစုတ်ကမပြောတဲ့အပြင်တွေးယူတွေးတန်းစကားတွေနဲ့ပြန်ဆဲနေပါလေသူဆက်ပြီးနှိပ်စက်နေတော့မှပဲခေါင်းဆောင်ကဖုန်းဆက်လာပြီးဂျိုတချောင်းမြန်ဘုံစုတ်နဲ့စာခါတားရဲ့တမီရီယိုကိုလဲနေဖို့ကန်းတန်းလာပါလေတကယ်တော့သူ့ရဲ့တမီရီယိုကအသက်ရှင်နေသေးပြီအခုအရွယ်ရောက်နေပြီဆိုတော့ထုတ်ပြောလိုက်ပါလေဒါပေမဲ့သူခယူမဆိုင်ပဲဂျိုတချောင်းမြန်ဘုံစုတ်ကိုမေ့လဲသွားတဲ့အထိထိုးနှက်လိုက်ပါလေအဲဒီနောက်မှာတော့မြို့တော်ဝင်ဆူနူဟာရာကသူ့ရဲ့စနီး ROE ကိုတတ်ခဲသူပဲဖြစ်တဲ့အကြောင်းပေါ်လွင်လာခဲ့ပါလေ နောက်တနည်းလာမျိုးတော်ဝင်ဆူနူဟာရာသာဒူဇိုးကိုအမြန်ဆုံးဖမ်းဆီးရေးယူမယ်လို့ကြေညာချက်ထုတ်ပြန်နေပါတယ်။တည်င်းကြည့်နေတဲ့ရီယိုလက်ကြောက်ရွံ့နေပါတယ်။ရီယိုရဲ့မွေးစားဖေးကနိုးလာခဲ့ပြီးသူကတော့မျိုးတော်ဝင်ဆူနူဟာရာရဲ့တပည့်တယောက်ပဲဖြစ်ပါတယ်။ရီယိုကကြောင်းဝဲဆောင်ဝတ်ပြီးကြောင်းသွားဖို့ပြင်ဆင်နေပါတယ်။သူမှကြောင်းကိုသွားတဲ့အခါယူတော်ဝင်ဆူနိုဟာရာကမွေးစားဖေးစီဖုန်းဆက်လာပြီးဆာဂါတာကိုရှာတွေ့ပြီလားလို့မေးပါတယ်။မွေးစားဖေးကရှာဖွေနေသေးပါလို့ပြန်ဖြေပါတယ်။တစ်ချိန်တည်းလာတဲ့ရီယိုကကြောင်းမှညာပြစ်လေးကျင့်နေခဲ့ပြီ ူမရဲ့လက်ရည်ကဖဲအေဒူသမီးပီတာနေခဲ့ပါတယ်။နောက်တစ်ခါမှယိုရှီလို့ခေါ်တဲ့ရဲရာရှိတယောက်ကသူ့အခန်းကိုပြင်လာတဲ့ခါမှာအခန်းထဲမှာကျူးကျော်သူဝင်ပြီးမွေနောက်ထားတာကိုတွေ့ပြီးတုန်နှုတ်သွားပါတယ်။ဒါပေမဲ့အဲဒီလူကမသေးသေးတဲ့ဆာဂါတာဖြစ်မှန်တိလိုက်ရတော့ယိုရှီစိတ်တက်တာရရသွားပါတယ်။ဆာဗာတာကသူ့ရဲ့ဂျေဇုရှင်ဖြစ်ပြီးအသက်ကိုကယ်ဘူးခဲ့တာကြောင့်စုံစမ်းရေးမှုရဲ့မကောင်းမှုတွေကိုပြောပြခဲ့ပါတယ်။စုံစမ်းရေးမှုမျက်နှာဖုံးစွထားချိန်မှာလုံခြုံရေးကုမ္ပဏီတစ်ခုရဲ့ဥက္ကဋ္ဌကိုရှင်းလင်းခဲ့တာတွေ့ခဲ့တယ်လို့ရှင်းပြပါတယ်။ ဆာကားတားတဲ့တဲလုံစားရတာနဲ့ရှင်ဂျိုကုမ္ပဏီကိုချက်ချင်းသွားပါတယ်သူကအဲ့ဒီနေရာဟာလူဆိုးတွေနဲ့ပတ်သက်နေမယ်ဆိုတာယုံကြည်နေခဲ့ပါတယ်သူကရှင်ဂျိုကုမ္ပဏီကိုဝင်စီးပြီးတပည့်တချို့ကိုရှင်းလင်းပြီးတဲ့နောက်မှာရီယိုရဲ့ဓာတ်ပုံတွေအများကြီးရှိတဲ့အခန်းတကန်းကိုတွေ့ပါတယ်အဲ့ဒီအချိန်မှာရီယိုကအဲ့ဒီခန်းထဲမှာပုန်းနေတာသူမသိလိုက်ပါဘူးဝေစားဘေးကဆာကားတားဒီကိုရောက်လာပြီးရီယိုနဲ့ဒီထဲမှာရှိနေမှန်သိသွားတဲ့အခါမှာလူကောင်းဟန်ဆောင်ပါတော့လေသူကရီယိုပဲမှာလဲမင်းသူ့ကိုဘာလုပ်ထားလဲလို့မေးပေမဲ့သူကမပြောပါဘူး ရီယိုခန်းထဲကနေထွက်ပြေးသွားတဲ့ချိန်မှာတော့ဖန်ကတာကိုဝေရောက်တိုက်ခိုက်ပါတော့တယ်။သူလဲကျသွားတဲ့ချိန်မှာပဲသူ့အတန်ကိုမှတ်မိသွားပါတယ်။ဒီလူကသူ့ဇနီးအာဝေါ်အီကိုပြစ်ခဲ့တဲ့ညီခွေးမျက်နှာပေါင်းစုပ်ပဲဖြစ်ပါတယ်။သူထပြီးပြန်တိုက်မဲ့ချိန်မှာပဲငွေစားဖေးနဲ့ကြီးပြင်းလာတဲ့ရီယိုကလေးတလက်နဲ့သူပြန်ရောက်လာပြီးငွေစားဖေးကိုအဖေလို့ခေါ်လိုက်ပါတယ်။ဆာကတာလဲကြည့်လိုက်တဲ့ချိန်မှာပဲရီယိုကသူ့ကိုလေးနဲ့ပြစ်လိုက်လို့တုံ့နှုတ်သွားပါတယ်။ညီခွေးမျက်နှာပေါင်းခွင့်ဟောင်းယူပြီးဆာကတာကိုအောက်တွန်းချလိုက်ပါတယ်။ ကန်ကောင်းစွာနဲ့ပဲအမိုက်ပုံးကသူ့ကိုခံထားလို့ဒဏ်ရာကမပြင်းခဲ့ပါဘူးယိုရှိကသူ့ကိုအဲ့ဒီနေရာကနေခေါ်ထုတ်သွားပါတယ်ဒဏ်ရာကိုဆေးထက်ပေးနေတုန်းကပဲရုတ်တော်ဝင်ဆူနိုဟာရာကဖုန်းဆက်လာပါတယ်သူကဆာဂါကားနဲ့စကားပြောချင်နေပြီးအခုရီယိုနဲ့ငါအတူရှိနေတယ်မင်းသူ့ကိုအသက်ရှင်စေချင်ရီဆော့ကိုထက်ချင်လာခဲ့လို့ပြောပါတယ်ဒါကိုကြတော့ဆာဂါတားလဲသူ့သမီးကိုတစားကန်လှုပ်တဲ့အတွက်အရန်ကိုဒေါသပေါက်ပွဲသွားပါတယ်သူကအိုမင်နိုင်ငံရဲကရုပ်ဝတ်ခန်းကိုသွားပြီးဒီတစ်ခေါက်တိုက်ပွဲအတွက်လက်နက်တွေယူလာပါတယ် အဲ့ဒီနောက် resort ကိုကားမောင်းသွားခဲ့ပြီးလူဆိုးတွေကိုသူကားနဲ့ရောက်နေပြီဆိုတာသိအောင်ဟန်ပြလိုက်ပြီးသူတို့ကိုထောင်ချောက်တဲကိုဝင်လာအောင်လုပ်ပါတယ်သူတို့ကလည်းထောင်ချောက်တဲကိုဝင်လာကြချိန်မှာသူကတော့တခြားလမ်းကနေဇောက်ဦးထဲကိုဝင်သွားပြီးလမ်းမှာစောင်းနေတဲ့တပည့်တွေကိုတိုက်ခိုက်ပါတယ်သူရမှာကိုမကြောက်ဘဲသူတို့ကိုအပြတ်တက်ရှင်းလင်းနေခဲ့ပြီးအားလုံးကိုရှင်းပြတဲ့အခါမှာသူကဒဏ်ရာတွေများလာလို့ခဏနားနေရပါတယ်အဲ့ဒီချိန်မှာပဲ Rio ရဲ့မွေးစားပစ်ဖြစ်တဲ့မြေခွေးညံတစ်ဖုံးကပေါ်လာပြီးသူ့ကိုမထင်မှန်ပဲတိုက်ခိုက်တာကြောင့်စာအတာပဲခံလိုက်ရပါတယ် ဒါပေမဲ့သူက Rio ကြောင်းပြောပြီး Rio ကိုငါပိုင်ရဲ့ငါဘာပဲလုပ်လို့လုပ်လို့ရတယ်လို့ပြောလာတဲ့ခါမှာဒေါသတွေထွက်လာပြီးကလဲစားချီလိုစိတ်တွေကသူ့ကိုအားပြန်ပြေးလာစေပါတယ်။သူကနန်နဘုံဆိုးရဲ့လက်ချောင်းတွေကိုချိုးပြီးသူ့ရဲ့လက်နက်နဲ့တိုက်ခိုက်ကနန်ယူပစ်လိုက်ပါတယ်။မြေခွေးနန်နဘုံကိုရှင်းပြီးတဲ့နောက်သူကဒဏ်ရာတွေနဲ့အပေါ်ထက်ကိုဆက်ပြတ်သွားပါတယ်။လမ်းမှာသူ့ကိုဝင်တိုက်တဲ့သူတွေကိုအပြတ်သက်ရှင်းလင်းနေခဲ့ပြီးအခန်းထဲကိုရောက်တော့သူက Rio ကိုနောက်တစ်ခါတွေးလိုက်ရပါတယ်။ သူကတမိမသေးသေးတော့ကိုတွေးပြီးအရန်ပျော်သွားတာငါကမေးရအဖေရဲမာလို့ပြောပါတယ်ဒါပေမဲ့ရီယိုကသူ့ရဲ့သွေးစုံးနေတဲ့ပုံစံကိုကြည့်ပြီးကြောက်နံ့နေပါတယ်ငငယ်ကလေးကအုံနောက်ဆေးခံထားရလို့သူ့ကိုအဖေအရင်ဖြစ်လဲမမှတ်မိတော့ပါဘူးအဲ့ဒီချိန်မှာပဲမွေးငယ်တဘုတ်စုတ်ကပေါ်လာပြီးသူ့ကိုရီယိုရဲ့ရှေ့မှာမေ့နေတော့ရိုက်ချလိုက်ပါတယ်နောက်ပိုင်းမှာသတိပြန်ရလာတဲ့အခါသူ့ကိုမွေးငယ်တဘုတ်စုတ်ကမြို့တော်ဝင်ဆူနိုဟာရာရှေ့မှာဒူးထောက်ခိုင်းထားတာတွေ့လိုက်ရပါတယ် တို့ကနတ်ဆိုးကိုအရန်ကိုးကွယ်ချင်ကြပြီးဆာဂတာကိုတကယ်နတ်ဆိုးဖြစ်လာစေချင်ကြတာပါဆာဂတာကနတ်ဆိုးဖြစ်မပြောင်းလဲတဲ့အခါမှာတို့ကရီယိုကိုတက်ပြီးဆာဂတာရဲ့ရိစံစိတ်ကိုလိုးစွားဖို့ကြိုးစားပါတယ်ရီယိုလည်းအရန်ကိုကြောက်လန့်နေခဲ့ပြီးသူမကိုတက်ပစ်တော့မဲ့ချိန်မှာပဲယိုရှိကဆက်တနနဲ့ရောက်လာပြီးအချိန်မီကဲတင်နိုင်ခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုသုံးပြီးရီယိုကိုထပ်ပြေးဖို့အော်ပြောလိုက်ပါတယ်ဒါကသူမကိုအတိတ်ကိုပြန်တည်ရသွားစေပါတယ် ။နိုင်ငံကသူမကိုထွက်ပြေးဖို့ပြောခဲ့တဲ့သူကတော့သူမရဲ့အဖေစာကာကပဲဆိုတာပါ။ရီယိုနဲ့ချက်ချင်းထွက်ပြေးသွားပြီးယိုရှိနဲ့ပူးပေါင်းလိုက်ပါတယ်။စာကာတာကတော့သူတို့နှစ်ယောက်လွတ်မြောက်အောင်တားဆီးပေးထားပါတယ်။ရီယိုကယိုရှိနဲ့တူထွက်ပြေးလွတ်ရောက်သွားပြီမဲ့အဖေအတွက်ကိုစိုးရိမ်ပြီးပြန်လာကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆာရာတက်တော့မွေးနေတဲ့ဘုံစိုးနဲ့တိုက်ခိုက်နေရပါတယ်။ညနေဘုံစိုးကအရန်ကိုတမ်းပါပြီးသူ့ရဲ့လှုပ်ရှားမှုကိုကြိုသိနေပါတယ်။ ဒါပေမဲ့မကြခင်မှာလွန်ခဲ့တဲ့7နှစ်တုန်းကသူ့ဇနီးအသက်ခံရတဲ့ပုံရိပ်တွေကိုပြန်မြင်အောင်ပြီးသူတစားစားပြန်တိုက်ခိုက်လာနိုင်ပါတယ်။နောက်ဆုံးမှာတော့ဝိညာဉ်ပုံစုကိုအနိုင်ယူနိုင်ခဲ့ပါတယ်။အဲဒီမှာမျိုးတော်ဝင်ဆူနိုဟာရာကဖြည်းဖြည်းချင်းရှောင်းလာပြီးညနေပုံစုရဲ့အောက်မှာသူ့ရဲ့အမွာညီကိုဖြစ်ကြောင်တွေ့လိုက်ရပါတယ်။မျိုးတော်ဝင်ဆူနိုဟာရာရဲ့အမိတ်အောက်မှာအမွာညီဖြစ်သူကအကြမ်းဖက်နေခဲ့တာဖြစ်ပါတယ်။မျိုးတော်ဝင်ဆူနိုဟာရာလည်းစိတ်မကောင်းဖြစ်သွားပြီးနောက်ဆာဗာတာကိုဘလီဇာချီဘူးဝင်တိုက်ပါတော့ရဲ့။ နောက်ဆုံးမှာသူ့နဲ့တစ်ဖက်ပြတ်သွားခဲ့ပေမဲ့သူကတော့အကြိမ်ကြိမ်ပြန်ထလာနိုင်ပါတယ်။သူကဆာဂါတာဟာတကယ်နဆိုးဖြစ်လာတာကိုတွေ့ပြီးကြေနပ်နေပါတယ်။နောက်ဆုံးကြိုက်ပွဲမှာဆာဂါတာကခေါ်အားအလုံးကိုစုစည်းပြီးမြို့တော်ဝယ်ဖို့အနိုင်ယူဖြစ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲရီယိုကသူ့စီရောက်လာပါတယ်။ဆာဂါတာကရီယိုစီရှောက်သွားနေတုန်းမှာပဲမသိနိုင်သေးတဲ့မြေခွေးနဲ့နှဖုံးကပေါ်လာပြီးတနေ့နဲ့ပြစ်ပါလေသူကရီယိုကိုထွက်လာဖို့ခေါ်ပေမဲ့သူမကကျမမှတ်မိပြီးရှင်ကကျမမိကိုတတ်ခိုက်တဲ့သူပဲလို့တုံ့ပြန်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဆာဂါတာကထပြီး ညီခွေးညာဘောင်းစုပ်ပုံရဲ့ဖြီးကိုပို့ပေးလိုက်ပါတော့တယ်။ရီယိုကလဲကျသွားတဲ့အဖေကိုတွေ့တော့သူ့ကိုဝင်ဖမ်းလိုက်ပါတယ်။သူကအမေကိုမကာကွယ်ပေးနိုင်ခဲ့တဲ့အတွက်တောင်းပန်လိုက်ပြီးစာကတကလည်းသူမရဲ့ခေါင်းလေးကိုပုတ်တက်ပေးနေပါတယ်။သူကရီယိုရဲ့ကလေးဘွားပုံရိပ်တွေကိုအမတ်ရနေသေးပြီးသမီးလေးတော်တော်ကြီးလာပြီပဲလို့ပြောနေရင်းနဲ့သူအဆောင်မြော်ရဆုံးဖြစ်တဲ့ရင်ဝင်ထဲမှာပဲအသက်ထွက်သွားခဲ့တာကြောင့်ရီယိုတယောက်အလုံးအမေဝမ်းနဲ့ကြေခွဲသွားခဲ့ပါတယ်။ဖြစ်ပျက်တွေအလုံးပြီးဆုံးသွားပြီးနောက် ဆေးဖွဲကဆန်ဟတာရဲ့တမဲခန္ဓာကိုယ်ကိုတဲဆောင်သွားချိန်မှာရီယိုကတော့လူနာတင်ကားပေါ်မှာဝမ်းနည်းစွာထိုင်ကြံနေခဲ့ပါတယ်အခင်းဖြစ်ပွားရနေရာကိုလူတစုရောက်လာပြီးမျက်နှာဖုံးစွတ်ထားတဲ့လူတွေကိုကယ်ဆယ်သွားပါတယ်အဲ့ဒီထဲကမျက်နှာဖုံးစွတ်တယောက်တိုက်ရှင်ကြံခဲ့ပြီးတစ်ဖက်ကရီယိုကတော့ပဟေလီဆန်စွာပျောက်ကွယ်သွားခဲ့ပါတယ်တစ်နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့တရင်နောက်မလေးကမြို့တော်ဝင်ကိုနောက်တစ်ခေါက်အင်တာဗျူးခဲ့ပါတယ်သူမကလူသက်သမားလက်ကနေဒဏ်ရာအပြင်းထန်တဲ့အသက်ရှင်လွတ်မြောက်လာတဲ့အတွက်ဝမ်းမြောက်ကြောင်ပြောခဲ့ပေမယ့် ဒါဟာမျိုးတော်ဝင်အစ်စ်မဟုတ်ဘူးဆိုတာကိုတော့သူမမသိခဲ့ပါဘူး။သူဟာကဲတင်ချင်းခံရတဲ့အမွာညီပဲဖြစ်ပြီးမျိုးတော်ဝင်ဆူနူဟာရာဖြစ်ဟန်ဆောင်နေတာပါ။သူက result ဖွင့်မဲ့အကြောင်းကိုပြောပြပြီးသူ့ရဲ့အမွာအဖို့တည်ဆုံသွားတာကိုတော့ဖုံးကွက်ထားခဲ့ပါတယ်။ဒါပေမဲ့ interview ဝီတဲ့နောက်မှာတော့အမွာညီဖြစ်သူကနတ်ဆိုးပြန်ဖုံးကိုစွတ်ပြီးတေဆုံးသွားသူတွေရဲ့နေရာမှာခေါင်းဆောင်ဖြစ်ကိုကိုကိုတတ်မှတ်လိုက်ပါတယ်။သူရဲ့ပေါလ်ပါရီရဲ့နန်ဖုံးတွေကိုလည်းဂျီပလင်ပေါ်မှာတင်ထားခဲ့ပါတယ်။ ူမဂျီနက်ဇော်ကားခုံနေတော့မှာပဲရီယိုကရိုးရဝစ်စုံနဲ့ပေါ်လာခဲ့ပြီးသူမရဲ့လက်ဆွဲတော်၄နဲ့တစ်ခတ်ကသူမိဘတို့ရဲ့ကလေးစားခြေလိုက်ပါတော့တယ်။သူမိသားစုကိုဒုက္ခပေးခဲ့တဲ့လူဆိုးတွေကိုအပိတိုင်ရှင်းလင်းပြီးတဲ့နောက်မှာတော့ရီယိုဟာအဲ့ဒီနေရာကနေဘွာဒစ်စတင်ဖို့မိယာဒစ်စီကိုကောင်းမောင်းခွက်ခွာသွားခဲ့ပြီးရုပ်ရှင်ဟာလည်းဒီနေရာမှာပဲစက်သိမ်းသွားခဲ့ပါတော့တယ်။ အဆုံးတင်အားပေးခဲ့ကြတဲ့ပြည်သက်ရောက်စီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါကြောင်းနဲ့ပြည်သက်များနဲ့တကွတိုင်းပြည်နဲ့လူသားမျိုးတွေကိုအစိမ်းမခတ်တော်သူများအားလုံးကျမ်းမာပေးကင်ကြပါစေ။